ဖျားခင်ကျေးဇူးတော်ချီးမွမ်းပါတယ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ကျွန်တော်တို့ဒီနေ့အတူတကွအစီအစဉ်ဖို့အတွက်ကတော့ဒူးစရိုက်နှစ်ဒူးစရိုက်ဆိုတဲ့ကောင်းစဉ်လေးနဲ့ဝင်နှားကြပါဆိုတော့ဒူးစရိုက်နဲ့ဒူးစရိုက်ကကျွန်တော်အသက်တာထဲမှာအမြဲတမ်းတွေ့ကြုံနေရမယ်ဆိုတော့ကိုယ်တိုင်ဒူးစရိုက်မပြုတ်လို့ဖို့လေအရေးကြီးသလိုအာဒူးစရိုက်ကလည်းအမြဲတမ်းပြုတ်နေရမယ်ရဖြစ်တယ်ဆိုတော့ဒီ အဲတိမိုသေအိုရာစာဆောင်ဒီမှာထပ်ပြောထားတာလေးရကြတော့တော်တော်လေးသတိထားရမယ်နေထိုင်မှုဖြစ်တယ်ဆိုတော့တွေ့ရတယ်။နောက်တစ်ခုကကြတော့တိမိုသေကအဲ့ဒီအချိန်တွေမှာသူတင်းအုပ်ပုံစံမျိုးဖြစ်တာပေါ့။အတင်းတော်ကြီးရှုတယ်။ကြီးကျက်တဲ့သူပေါ့နော်။ဆိုတော့အတင်းတော်ကြီးကျက်နေတဲ့သူပြီးတော့တင်းအုပ်ဖြစ်တယ်လူငယ်လေးလေးဖြစ်တာနော်။ဒါမျိုးဖြစ်တယ်။ဆိုတော့တမန်တော်ရှင်ပေါ်လူကသူ့ကိုတမန်တော်ရှင်ပေါ်လူတော့အများကြီးတွေ့ကြုံ ရှိတဲ့ခါမှာသူ့ကိုတွန့်တင်ပေးတယ်ပြောပြပေးတယ်ဆိုတော့ဒါကြောင့်လေဒီဩဝါဒစာရေးတဲ့အတွက်ကျွန်တော်လည်းဒါကိုတီချာအာသိရတာပေါ့နော်ဖတ်ရတဲ့အနေအထားမျိုးရှိတာဆိုတော့တတီငါငယ်22ကနေကျွန်တော်25အထိဒီနေ့အတူတူဆင်ကျင်မှုဖြစ်ပါတယ်22မှာအဘေသူဤအပေါ်၌လက်ကိုအလျင်တစောမတင်နှင့်သူတစ်ပါးအပြစ်၌မဆက်ဆံနှင့် ကိုကိုကိုစင်ကြယ်စီလို့ဆိုစာကြောင်းဒီ၃ချောင်းဒီ22မှာပါတယ်ဆိုဒီ၃ချောင်းစလုံးကဘာလဲဆိုလို့ရှိရင်အရန်သတိထားရမယ့်အရာတွေမှာတွေ့ရတယ်အဘေသူကြီးအပေါ်၌လက်ကိုအလျင်တစောမတင်နှင့်ဘာဖြစ်လို့မတင်ခိုင်းတာလဲဆိုလို့ရှိရင်သူတပားအပြစ်၌မဆက်ဆံနှင့်ပြုမနောက်တစ်ဆင့်ကကိုကိုကိုစင်ကြယ်စီလို့ဆိုတော့သူကသင်အုပ်ဖြစ်တဲ့ခါမှာ လက်တင်ပေးတယ်လက်တင်နေဆိုတာဆုတောင်းပေးတာဖြစ်နိုင်တယ်အနာရောဂါဖြစ်လို့ပဲဖြစ်ဖြစ်အဲပြီးတော့မှတခုခုပေါ့လေလုပ်ငန်းကိစ္စတခုခုလုပ်တဲ့အရာမှာပဲဖြစ်ဖြစ်ပေါ့လက်တင်ပြီးတော့မှ तू ကအာတင်းအုပ်ပေါ့တင်းတော့ဟိုကြည့်ရှုပေးနေဆိုတော့သူ့ကိုလက်တင်ပြီးတော့မှဆုတောင်းပေးမဲ့သူတွေရှိနေတာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်အဘာပြောလဲဆိုတော့ဆုတောင်းပေးလို့တော့ရနိုင်တယ် ဘာတော့မလုပ်ရဘူးလို့ပြောလဲဆိုလို့ရှိရင် alien the soul ဆိုတာအဲတဘောကတွေးတဲ့လူတန်းကိုလက်တင်ပြီးတော့မှသူလုံမဲ့အရာပေါ်မှာအကူကထောက်ခံတဲ့သဘောနဲ့ဖယောင်းအနံ့ပေးတဲ့ကိစ္စမျိုးမလုပ်ပါနဲ့ဟာဒါတော်တော်သတိထားရမယ့်ကိစ္စပဲဆိုတော့ဒါကလည်းအရေးကြီးတယ်ဆိုတာတွေးရတယ်အာကျွန်တော်အသက်တာထဲမှာကျွန်တော်တွေ့ကြုံရတဲ့သူတွေရှိတယ်ဗျဆိုတော့ အဲ့ဒီထဲမှာအပထမဦးဆုံးတယောက်ကတော့ဟိုကျွန်တော်အဲ့တော့ဆိုလို့ရှိရင်တော့ဒီကလိသသနာမှာပါဝင်နေပြမကျွန်တော်အသိန်းတော်မှာလည်းပါဝင်နေတဲ့အချိန်မှာအာညီကိုလို့ပဲခေါ်မှာပါကျွန်တော်နဲ့အတူတူသူလာပြီးတော့တော့နေသေးတယ်ပေါ့နော်ဆိုတော့အဲကျွန်တော်နာမည်တော့မပြောတော့ဘူးဆိုတော့ तू ကအဲအဲ့လိုမျိုးဟိုလူတွေရဲ့အကြိုက်ကိုပြောတယ် ဆိုတော့ကျွန်တော်တို့နဲ့တွေ့တဲ့အခါမှာအကြိုက်ကျွန်တော်နဲ့အကြိုက်ကိုတော့ပြောပြီးတော့မှပြောပြဒါကြံခဲ့တဲ့1.20လောက်ကဆိုတော့ကျွန်တော်အိမ်မှာအဲ့တော့ကျွန်တော်အိမ်ကနှလုံးဖြစ်တာနှလုံးဆိုတာဒီတီတီလေးတွေနှလုံးဆိုတော့ကျွန်တော်ဘွားဆုံးတော့ကျွန်တော်ဘွားပြူတော့မဲ့အိမ်မှာအဲကျွန်တော်ကတော့တက်နေပေါ့နော်အိမ်မှာသူကနေစရာမရှိဘူးလို့ပြောတော့သူ့ကိုကျွန်တော်ခေါ်ပြီးတော့မှနေအိမ်မှာတော့ကသူကကျွန်တော်ကိုလက်တင်ပြီးဆူတောင်းပေးပါဆိုလို့မှပြောတော့မှ ကျွန်တော်အိမ်မှာတစ်ခေါက်သူ့ကိုလက်တင်ပြီးဆွတောင်းပေးလိုက်တယ်။ဓမ္မအိမ်ညီကူကလေဟိုဒီမိမအရန်ရှုပ်တဲ့သူဖြစ်နေတာ။ဆိုတော့ तू ကအပြောကောင်းနေအပြီးတော့မှအဲ့လိုအကြိုက်သူများအကြိုက်ကိုပြောပြပြီးနေဒါဆိုတော့အသင်းတော်တွေမှာရှိနေတဲ့ကျန်တဲ့ညီကူမောင်နှမတွေကိုလေဟို तू ကကြည့်လို့ကြည့်အဲ့လိုမျိုးပေါ့နော်။ तू ရဲ့သဘောထားဟိုနေမဖြစ်ဘူး။ဟိုမယိုးတာဘူး။ဒါပေမဲ့ तू က ျွန်တော်တို့အပြောနဲ့တွေးဆောင်သွားတဲ့ကံမှာဆိုသူ့ပုံမှာလက်တင်ဆူတောင်းမိခဲ့တယ်။တော့အဲ့ဒါကိုပြန်စဉ်းစားနောက်တော့သူလှုပ်တဲ့အလုပ်တွေကတလွဲပုံစံမျိုးတွေဖြစ်နေပြန်ရောအဲ့လိုမျိုးတွေကြုံရဘူးလေ။ဆိုတော့အဲ့ဒါတတိထားရတယ်။ဒါကြောင့်ဘီယိုဆိုဟိုကျွန်တော်ရှင်ကျင်တဲ့အခါမှာဒါလေးကိုတတိရတယ်။အလျင်တစောဘသူ့ပုံမှာမလက်ကိုမတင်ပါနဲ့ဆိုတော့နောက်တော့နောက်ထပ်ညီကိုတယောက်ကိုလည်းအာတွေ့ဘူးလေ။ သူကလည်းအဲ့လိုပဲနော်သူကအမှုတော်ဆောင်တော်လှုပ်တော့မဲ့ပုံစံမျိုးသူတင်နေဆိုလို့ရှိရင်ဒီပေတော်ပြတင်နေဆိုလို့ရှိရင်နှစ်ခါလောက်အဲ့လိုမျိုးသူတက်ပြီးသွားပြီပထမတစ်ခါတက်တယ်အဲ့နောက်ဒုတိယတစ်ခါမှာဆိုလို့ရှိရင်အော်နှစ်ခါမကောက်ဘူးသုံးခါလောက်တက်မှတင်တယ်သုံးအော်နှစ်ခါနှစ်ခါဖြစ်မယ်နှစ်ခါလောက်တက်တာဆိုတော့အဲ့နှစ်ခါလောက်တက်ပြီးတော့မှအာကျွန်တော်တို့ကတော့အတူတူလေးလောက်လာပြီးသူယုံစားမိလိုက်တာ အာယုံစားမိလိုက်ပြီးတော့အဲ့တုန်းကတော့လေဆူတောင်းပြီးပါဆိုပြီးဒူးတွေပဲထောက်ပြီးတော့မှအဲ့လိုလူမျိုးတွေကလေကျွန်တော်တတိထားမိသလားအရင်စကားပြောကောင်းနေပြစကားပြောကောင်းနေပြီးတော့မှအာဒီချက်ချင်းသူတို့တွေကဒီဘက်မှာရှိနေတဲ့ဒီခရစ်ယာန်ဘာသာရဲ့အလေးလောက်ချက်ချင်းသူတို့က copy ကူးလိုက်နိုင်တယ်စကလုံးအတုံးနှုံးမှာအစဒီမှာတွားလာနေတဲ့လူတွေရဲ့နေထိုင်မှုပုံစံကအစတော့လုံးဝအဲ့လိုမျိုးနေလိုက်ပြီးတော့ဟာ ီလူကတော့တကယ်ပြောင်းလဲတယ်ဆိုပြီးတော့မှထင်မိတာအဲဒီတော့ကျွန်တော်အဲလက်ဒီဘိုင်တင်ပြီးတော့သူတို့ကလေတောင်းရေးတယ်အဲ့လိုမျိုးသူများစီကနေပြီးတော့မှအဲငွေကြီးနဲ့ပတ်သက်လို့ရှိရင်မျက်နှာပြောင်းတိုက်ပြီးတောင်းရေးတဲ့ပုံစံမျိုးမှလည်းတွေ့ရအသိမရှိဘူးအဲ့လိုမျိုးဆိုတော့သူခြားစရာတွေလည်းပါသွားတယ်ဘောနော်ကျွန်တော်အဲ့ဒါကိုဟိုတိလိုက်ရတယ်ကျွန်တော်စီမှလည်းသူတောင်းတယ်ဆိုတော့သူကျွန်တော်တော့ဟိုတောင်းတော့ तू อ่ะတောင်းရင်ကျွန်တော်က ကျွန်တော်တတ်နိုင်တဲ့လောက်ပဲကျွန်တော်ပေးတာကျွန်တော်ကိုယ်တိုင်လည်းအဲ့တုန်းကဒီလိုပဲရုံးကန်နေရတာဒီကျွန်တော်အိမ်လာကြည့်တယ်ကျွန်တော်သိတယ်ရှေ့ကနေဖြတ်သွားတော့ကျွန်တော်အိမ်ရယ်တွေ့နေရလူကတိတ်မဝင်နေအိမ်မျိုးဆိုတော့လမ်းကြားလေးထဲမှာကျွန်တော်အိမ်ကိုလာကြည့်တော့ကျွန်တော်အိမ်ကတဲတာတာပဲရှိတယ်ဆိုတော့သူကျွန်တော်တို့တိတ်အထင်ပဲကြည့်ဦးတင်တယ်ကျန်တဲ့ဆရာလေးစီမတော့သူအင်ဂွေကြီးတောင်းရတယ်ကျွန်တော်စီကလည်းတောင်းတယ်ကျွန်တော်စီကတော့နည်းနည်းပပပေါ့ကျွန်တော်လည်းတတ်နိုင်တဲ့လောက်ပေးလိုက်တယ်သူအဲ့လိုပြောကောင်းလို့သွားတယ်ဒါပေမဲ့ကိုဗစ်ဖြစ်တော့ဒီဘုတ်ကိုပျောက်သွား ကိုဗစ်ကနေမှအခုနောက်လို့ပေါ့နော်ဖြစ်လာတဲ့ crisis တွေကျော်လာပြီးတော့မှကျွန်တော်တို့အသင်းတော်ပြန်ဆဒါကျွန်တော်တို့အသင်းတော်မှာတော့အားကျုံမှန်တဲ့ပါခဲ့တာပြီးတော့ဟိုအသင်းတော်လည်းပိတ်ထားရတာပေါ့နော်ဘယ်မှရှိခိုးရအောင်ဆိုတော့ online နဲ့သွားတော့လေသူ့ကိုမတွေ့တော့နောက်တော့အသင်းတော်ပြန်ဖွင့်ပြီးကျွန်တော်ဖျားပြန်ရှိခိုးကြပြီးသူ့ကိုမတွေ့တော့ဖုန်းဆက်သေးတယ်ဖုန်းဆက်တော့လေသူမကန်တော့အဲအဲ့တိတ်မကြသေးကျန်ရဲနှစ်မှာကျွန်တော်သွားပြန်တွေ့ရတယ်သူ့ကိုတကယ်လောကသားတစ်ယောက်လိုပြန်ဖြစ်သွားပြီ အဲ့ဒီအချိန်အဲ့ကျွန်တော်အဲ့အော်လိုက်တာဘာမှမဟုတ်တော့တဲ့ပုံလေအဲ့ကြံခဲ့တဲ့ဟိုငါငါလာလောက်ရှိမှာပေါ့ကျွန်တော်နဲ့ပေါင်းထွေးဆက်ဆံမိနေလာတာတကယ် strong ဟိုခရစ်ယာန်တယောက်ပုံစံမျိုးပဲဟာနှုတ်ကပတော်စာငတ်တယ်အော်တတိခံနေပြီဝီရောဝီငှနေတဲ့ပုံစံမျိုးဟာဒီလိုမျိုးလားဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ဒီအရာအရင်အရေးကြီးရေဆိုတော့ဟိုတတိထားလိုက်မယ်ဒီ ကလီးယန်တစောဘာမလုပ်ပါနဲ့လဲဆိုလို့ရှိရင်လက်မတင်နဲ့သူ့ရဲ့အပြစ်ကိုကိုကယူလိုက်တယ်လို့ဖြစ်မယ်ဆိုတော့ဒီသဘောတရားကိုပြောပြတယ်ဆိုတာတွေ့ရတယ်ပြီးတော့ကိုကိုကိုစင်ကြအောင်နေကိုကိုကိုတန်တန်ရှိရှိနေမှာတွားပြီးဟိုမပောင်းဟိုဘယ်လိုမှလဲသူတို့ရဲ့အပြစ်နဲ့တွားပြီးတော့မှဟိုကူလူကူလာတွားမလုံနေပေါ့နော်အဲ့ဒီပုံစံမျိုးကိုပြောပြထားတယ်ပြီးတော့ကျွန်တော်အခုဆိုလို့ရှိရင်လည်းဒီအာ ချို့ဆိုမျိုးရစီဝါရောင်းနေသူတွေရှိတယ်။နောက်တာမျိုးတွေရှိတယ်။အဲပြီးတော့မှအလောင်းကစားလုပ်တဲ့သူတွေလည်းရှိတယ်။ဆိုတော့သူတို့နဲ့တက်ဆိုင်နဲ့ရလာတဲ့ဝင်ငွေတွေကဒါကတိရလေ။နောက်ဒါဟိုလောကမှာရှိနေတဲ့သူတွေတောင်းမှဒါကဟိုငွေဖြူငွေမင်းနဲ့ပြောတာငွေမင်းတွေဆိုတော့အကုန်လုံးတိတယ်။ဆိုတော့အဲ့လိုအဲ့လိုလုပ်နေတဲ့သူတွေဆိုလို့ရှိရင်လေသူတို့ရဲ့လုပ်ငန်းတွေကိုကျွန်တော်တို့ကလက်တင်ပြီးတော့မှအဲ့ဒီလူပေါ်မှာဆူတောင်းပေးရမှာလား။အဲ့ဒါပြန်စဉ်းစားစရာရှိတယ်။ နောက်အချို့နေရာတွေမှာတော့ဒါအတင်းအဆရာတွေကဆွတ်တောင်းပြီးတယ်ဆိုတော့မျက်လုံးမှိတ်ပြီးတော့မှဆွတ်တောင်းပြီးတယ်ဆိုတဲ့ကဏ္ဍတွေကြားဘူးတယ်တို့များကြီးလည်းပြောပြတာဟောကျွန်တော်လည်းအိမ်မှာပါဇက်ဟောင်းသားနဲ့နားထောင်ပြီးသိရတယ်ဒါကြောင့်ဒီကိစ္စလည်းအရေးကြီးတယ်အထူးသဖြင့်တော့ခုနမှုတော်ဆောင်တွေကပို့ပြီးတော့မှဒါကိုတတိထားရမယ်လို့ကျွန်တော်နားလည်ရပါတယ်အငယ်23တိမောသေဩဝါဒစာခင်ဗျာငယ်23မှာကျတော့သင်ဤ၌အကျိုး သည်ရင်၌အကျိုးဖြစ်စီခြင်းကမကြမကြခံရသောယောဂကြောင့်၎င်းယခုမှစ၍ရေကူသောမတောက်ပင်စပြည့်ရီအနေငယ်ကိုသုံးဆောင်လို့ဆိုလိုမှာပြောတယ်အဲ့ဒါကခုနကခုနဣဖက်မြို့မှာဣဖက်အသင်းတော်မှာဣဖက်အေးတယ်အေးတော့အလူငယ်လေးဖြစ်တဲ့အခါမှာဒါရင်မှာဖြစ်တယ်ဆိုတော့ဒီဘက်ဆံမီထဲမှာတော့အစာအိမ်နဲ့လည်းတက်ဆိုင်နေစာအိမ်ယောဂလို့လည်းပြောတယ်သူကလည်းဒီ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်နေဥစ္စာပေါ့လေရင်မှာရင်ဘက်အောင့်တာပါနာပြတ်တော့ဆိုတော့ဘာလို့ရမလဲဆိုအရန်အေးတဲ့အချိန်မှာအနှင်းငယ်လို့ပြောတာဆိုတော့တဘောကဝိုင်းဆိုလို့ရှိရင်သစီးနဲ့ဖောက်ထားတဲ့အခါကျတော့သူကပူပူလေးဖြစ်သွားလို့ရှိခဏကိုနှွေးပြီးတော့မှနေလို့ကောင်းသွားတယ်အဲအဲ့လိုမျိုးပြောချင်တာပါဆိုတော့အဲ့ဒါလေးမိတာဆေးဖြစ်ပေါ့နော်ဆေးဖြစ်အောင်လို့နေကောင်းသွားတယ်ဆိုလို့ရှိရင်မကောင်းနဲ့ပေါ့အဲဒါမျိုးသူပြောဒါပေမဲ့အဲ့ဒါကိုဆွေးပြီးတော့မှတချို့ကဘာလို့လဲဆိုလို့ရှိရင် ဒါဒါငါတို့တောက်လို့ရတယ်ဆိုပြီးတော့မှတောက်ချင်တဲ့အရာဒါနဲ့သူကဆွဲပြီးတော့မှပြိုးကြတာမျိုးလေသူ့ရပါဒါကခုနပြောတဲ့အနာရောဂါကြောင့်ပါနော်သူ့မှာရှိနေတဲ့ရင်ထဲမှာဖြစ်တဲ့အနာရောဂါကြောင့်အစာအိမ်နဲ့သက်ဆိုင်တဲ့ရောဂါကြောင့်ကဘာကိုတောက်ရမလဲဆိုလို့ရှိရင်အနေဒီစပြစ်ဝိုင်နည်းနည်းလေးတောက်ပါဆိုတဲ့ဥစ္စာကိုတိုက်တွန်းလို့ဆိုတော့ဒါကိုတလွေးယူပြီးတော့မှအလုပ်လို့ရတယ်ကွာဆိုပြီးအားရပါးရလုပ်ဖို့မဟုတ်ပါဘူးเนาะဒါကိုလေကျွန်တော်ဆင်ခြင်မှုရှိပါတယ် အဲ့ဒီမှာတတိငါ24ရက်အချို့သောသူတို့ဤဒုစရိုက်သည်ရှိမစွာကထင်ရှား၍အပြစ်စီရင်ခြင်းသို့အရင်ဦးတော်တဲ့အချို့သောသူတို့ဒုစရိုက်သည်နောက်သို့လိုက်တဲ့ဆိုတော့အာဒါလေးကတဘောဒုစရိုက်ပြုတဲ့သူကဟိုပေါ်လာမယ်ပေါ့လေအဲပေါ်လာမှာပေါ့ပြီးရင်အပြစ်စီရင်ခြင်းကိုတွားရမယ်ဆိုတော့ပြီးတော့ဒုစရိုက်ပြုတဲ့သူကဟို ဟိုချက်ချင်းမပေါ်ပြီမဲ့နောက်နောက်ကြလို့ရှင်လိုက်သွားရမယ်တကယ်ဒီရဲ့ဥပဒေအရဒါကို online တီးမှာပြောချင်တဲ့သဘောကဒါကို ပြောပြဆက်မီမှာပြောတာလေးကလည်းအဲကျွန်တော်သဘောကျတယ်လူအချို့တို့အပြစ်များသည်တရားစီရင်ခြင်းသို့မရောက်မီကပြီတိတာထင်ရှား၏အချို့တို့အပြစ်များမှုကနောက်မှထင်ရှားတတ်၏ဆိုတာဒါမျိုးပြောတယ်ဆိုတော့အချို့ဒုစရိုက်ပြုတဲ့သူတွေကဆိုဒုစရိုက်ပြုနေစီရင်ခြင်းမခံရသေးဘူး သူ့တရားမစီရင်ရသေးဒါပေမဲ့သူ့ရဲ့ဒူးဆဲပြုတ်ခဲ့ရတဲ့ပေါ်လွင်နေပြီတဲ့အဲအဲ့ဒါမျိုးတွေ့ရတယ်ဒါတော့ကျွန်တော်တို့သိပြီးတော့မှအများကြီးပြောပြရစရာမလိုနော်တချို့ပြုတ်ရဲ့ဒူးဆဲတွေကဟိုတိတာထင်ရှားစွာနဲ့ပဲရှိနေပါတယ်နော်ဒါကျွန်တော်တို့သိပြီးတော့မှအဝေးသွားပြီးတော့မှကြည့်စရာမလိုပါဒါကျွန်တော်အလုံးအတိပါတယ်နော်ကျွန်တော်တို့လည်းအဲဒီကြားထဲမှာပဲဖြတ်သန်းနေရတဲ့အနေအထားမျိုးရှိတဲ့ကံပါဆိုတော့ဒါ အချိန်တန်ကြလို့ရှိရင်တော့တဲ့ဒီဒူးစရိုက်ပြုတ်တဲ့သူတွေဘာဖြစ်ချင်းခံရမယ်ဆိုတော့တရားစီရင်ခြင်းခံရမယ်ဆိုတော့မထင်ရှားလာသေးတဲ့ဒူးစရိုက်တွေကလေဘာဖြစ်လာမလဲဆိုလို့ရှိရင်အချိန်တန်ကြလို့ရှိရင်တော့တရားစီရင်ခြင်းခံရမှာပဲဆိုတော့မှပြောပြထားတယ်ဒီမှာကျတော့ကျွန်တော်ဘာလို့သွားစင်ကြင်မိလဲဆိုတော့ဒီအာဟာမန်ပေါ့နော်ဒါကျွန်တော်တို့သိပါတယ်မော်ဒယ်ကဲ နော်ဣဒရာဝတ္ထုထဲမှာပါတဲ့မော်ရဂဲနဲ့ဟာမန်ရဲ့ကိစ္စဟာမန်ကမော်ရဂဲကဦးနေလေယူဒလူမျိုးကောင်းတဲ့မြေကြီးကိုဖန်ဆင်းတဲ့ဂျူးလူမျိုးဆိုတော့သူကငါမတပါအခြားသောဖြောက်ဥမချဝတ်မပြုရလို့ပြောတဲ့အခါမှာအော်သူကဖျားဝယ်သူကကိုကိုယ်အဲ့ချိန်မှာရှင်ပြင်ကဘသူ့ချီးမြောက်လဲဆိုလို့ရှိရင်ဟာမန်ကိုချီးမြောက်ဟာမန်အမတ်ရှင်ပြင်အမတ် ဟိုရှင်မင်းနဲ့ရင်းနေတယ်ချီးမြှောက်တဲ့အခါမှာဟာမန်လာတဲ့အချိန်မှာဂျန်နက်သူတွေကဖားရပြီးတော့မှထိုင်ရှိခိုးတဲ့အဆင့်ထိလောက်တယ်လို့ပြောတယ်အဲ့အချိန်မှာမော်ဒယ်ကလုံးဝမလုံး AC ရက်တည်ပြီးနေတယ်အဲ့ဒါကိုဟာမန်လုံးဝမကြိုက်ဘူးအဲ့တော့ဘာလုပ်လဲဆိုသူ့အညိုတီထားပြီးတော့မှသူ့ကိုအဖြစ်ပုံချမယ်ဆိုပြီးသူ့စိတ်ထဲကကောက်ကြည့်ပြီးတော့မှဒူးစရိုက်ကိုပြူတာဒါတရာခုနဖွက်ထားတဲ့ဒူးစရိုက်နော်ဒါကိုမြင်ရတယ် ဖွဲ့ထားတဲ့ဒူးစရိုက်ဆိုတော့ဘာဖြစ်လာလဲဖွဲ့ထားတဲ့ဒူးစရိုက်ကသူကစောင့်ပြီးတော့မှဘလူတော်လှုပ်ချင်တယ်ဆိုလို့ရှိရင်မော်ဒယ်ကေးရဲ့အမျိုးသားချင်းယူရလူမျိုးတနွေလုံးကိုသူကအပြက်ရှင်းမဲ့ပုံစံမျိုးလုပ်တာဆိုတော့ဘယင်တို့သားပြောအဲယူရလူမျိုးတွေကအရှင်မကြီးကိုခုံမပေးဘူးဆိုတော့သူတို့ကိုဆုံးမမယ်သူတို့ကိုကျန်တဲ့လူမျိုးတွေကတိုက်ခိုက်ပြီးတော့သူတို့ရဲ့ပိုင်ဆိုင်တဲ့အုပ်ဆက်တွေယူလို့ရအောင် အာရှင်မင်းကျွန်တော်ကိုအာလက်မှတ်ပဲထိုးပေးလေကျွန်တော်စာဒီ empire ကြီးကိုနော်သူကလေဒီ empire passion empire ဆိုအဲ့ဒီမှာကျွန်တော်ပေးလိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့သူကပြောတာအပြောလဲပြော okay ဆိုပြီးတော့လုတ်ပေးလိုက်တော့ဖြစ်ချင်တော့အဲ့ဒါကအကုန်လုံးသွားထိခိုက်တာယူရလူမျိုးတွေအကုန်လုံးသွားထိခိုက်တဲ့ပုံစံမျိုးဖြစ်တဲ့အခါမှာဒါကျွန်တော်အားလုံးသိမိသားပါမယ်နော်အဲ့ဒါကသူဖွက်ထားတဲ့ဒူးစိုက်ကအဲ့လိုပုံစံမျိုးဖြစ်နေအဲ့အခါကျတော့နှောက် ကြတော့မှရှင်ပြန်ကတိသွားတဲ့အခါမှာဆိုတော့ဒီသူ့မိန်းမအားဖြင့်လေသူ့မိန်းမရဲ့လူမျိုးကိုပါသွားပြီးတော့မှထိခိုက်တဲ့အရာဖြစ်တယ်ဆိုတော့တိသွားတော့အချိန်တန်ကြတော့ဘာဖြစ်သွားလဲဆိုတော့တရားစီရင်ခြင်းခံလိုက်ရတယ်ဆိုတော့ဟိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒါမတိုင်ခင်မှာလေရှင်ပြန်ကနေပြီးတော့ဟိုရှင်ပြန်ကိုတတ်မဲ့သူနှစ်ယောက်ပေါ်လာတယ်ဆိုတော့တကားဝမှာအဲ့ဒါကိုဒီမော်ဒယ်ကြီးကတိသွားတဲ့အခါကျတော့ အဲ့ဒါကိုသူရဲ့တူမဖြစ်တဲ့ဒီမော်ဒန်နင်းကိုအီဒရာကိုပြောပြလိုက်တော့အီဒရာတဆင့်အဲရှင်အနေပေါ်တော့တဆိုင်နဲ့သူပြောလိုက်တော့ဒီမှုကိုဖော်ထုတ်လိုက်နိုင်တယ်အဲ့ဒါကိုအာရှင်ဘီကမချီးမြှောက်ရတယ်နောက်အဲ့ဒါမျိုးကလည်းရှိတယ်โอเคအဲ့ဒါလေးကအနောက်ကြောက်လို့ရှိရင်ဒီအနောက်ကဥစ္စာလို့ပြောဒါကြောင့်ဖွင့်ထားတဲ့ဒူးစိုက်တရားမစီရင်ရသေးတဲ့ဒူးစိုက်ကလည်းအချိန်တန်တဲ့ခါမှာဘာဖြစ်ရမလဲဆိုတော့တရားစီရင်ခံရတယ်ဒါတော့ကျွန်တော်သတိထား အာယုံကြည်ထားဖို့လိုတယ်ဒါဘုရားသခင်ရဲ့တရားစီတော်ဒါအာဟာမန်ရဲ့ဇလန်အဆုံးကတိအဲသူကအဲ့ဒီခေါင်းငယ်ကိုမော်ဒယ်ကဲကိုသူအချိန်နဲ့ကြောက်လို့ရှိရင်မလုပ်မလဲဆိုတော့သူ့အိမ်ရှိမှာထောင်ထားတဲ့ဒီဟိုဇွေကျူးချတဲ့တိုင်မှာသူ့ကိုတတ်မယ်ဆိုလို့မှာသစီထားနောက်ဆုံးအဲ့ဒီတိုင်မှာသူကိုယ်တိုင်ဟိုဇွေကျူးခေါင်းငယ်ဇွေကျူးချပြီးတော့မှအသက်ခံလိုက်ရတယ်ဆိုတော့နားလေရတယ်ဒါကြောင့်မတရားလုပ်တဲ့ဥစ္စာ တရားဒုစရိုက်ပြုတဲ့သူကအချိန်နဲ့ကြာလို့ရှိရင်ဘုရားခင်ရဲ့တရားမျှတတော်စီရင်ကိုခံကိုခံရမယ်ဆိုတာကိုကျွန်တော်နားလေရပါတယ်။အဲဒါကိုသိဖို့တော့ပေါ့နော်တောင်းလို့လေ။အချို့ခါကျတော့လေချက်ချင်းစီရင်ခံရတယ်ဆိုတာရှိပါတယ်။ဆိုတော့ဒီအာဂီဟာစီပေါ့နော်။အီလီရှဲရဲ့အဲတပည့်ဂီဟာစီဆိုလို့ရှိရင်ဒီလိုပါပဲနော်။နေမယ်ကြီးကနေသွားပြီးတော့မှ လူနာပြောက်ပြီးပြန်လာတဲ့အခါမှာအာအင်္ဂလိပ်ရှေ့ကမယူဘူးရတယ်ပြဿနာမရှိဘူးငါ့ကိုဖျက်သခင်ရှိတော့ဖျက်သခင်မဆားတယ်ဆိုတော့ပြန်သွားတဲ့အခါမှာလက်ဆောင်လာပြီးတာလေမယူဘဲနေပြီးတော့သွားတဲ့အခါမှာအနောက်ကနေလိုက်သွားပြီးတော့မှအဲ့ဒါဒူးအနည်းနေကိုသွားယူလက်ဆောင်ပစ္စည်းတွေသွားပြီးတော့သူ့ဆရာတောင်းတာပါဆိုတော့သွားယူဒီဒူးစရိုက်ကကြတော့ဟိုတိတာနော်ထင်ရှားသွားတယ်အဲ့ခါမှာပြန်လာသူကတော့မသိရင်ဆောင်းပြန်ဒါပေမဲ့ဖခင်ကအီလီရှေကိုပြောတဲ့အခါမှာတိတာထင်ရှားသွားတော့အဲ့မှာအီလီရှေကဒါတိုင်း ဘုရားသခင်မင်းကိုစီမီဆိုပြီးတော့ပြောလိုက်တဲ့အခါမှာဟိုဒီနေမန်ရဲ့ဟိုနေကနူနာဒီဟာစီစီမှာဆွဲသွားတယ်ဆိုတော့တွေ့ရဒါလေးတရားစီရင်ခြင်းဆိုတာတွေ့ရဒါလေးတွေပြန်ပြီးတော့မှစင်ကျင်မိတယ်ပေါ့နော်ဒါကြောင့်ဒူးစီရိုက်ကတဲ့အချို့ဟာတွေကမပေါ်လာသေးဘူးအချို့ဟာတွေကဟိုမထင်ရှားသေးပြီမြင်စီရင်ခံရတယ်အချို့ဟာတွေကမထင်ရှားသေးဘူး ဒါပေမဲ့ပြီးလို့ရှိရင်တော့ထင်ရှားပြီးတော့မှစီရင်ခံရမှာတည်ကြဒီလိုပဲသူကနောက်ဆုံးတစ်ခုကဘာပြောလဲဆိုလို့ရှိရင်ထို့နည်းတူအချို့သောသူတို့ဤသူစိတ်သည်ထင်ရှားနှစ်တိတ်မထင်ရှားသေးသောသူစိတ်ကိုလည်းပွဲ၍မထားနိုင်အဲ့တော့အာသူစိတ်ဆိုတော့ဒါဘုရားသခင်အလိုတော်နဲ့ညီအသက်ရှင်နဲ့ကောင်းတဲ့အရာပေါ့အဲ့ဒီအရာကိုလုပ်တဲ့အရာကတဲ့ပေါ်လာမှာပါတဲ့ပေါ်လာပြီးတဲ့အရာတွေလည်းရှိပါတယ်မပေါ်လာသေးတဲ့အရာတွေကလည်း အချိန်တန်ကြလို့ရှိရင်တော့ဖွက်ထားလို့မရပေါ်လာမှာပါဆိုတော့အဲဒါခုနအာဒီအမော်ဒယ်ကြီးရဲ့အဖြစ်ပြက်လေးခုနကျွန်တော်ပြောလိုက်တဲ့ဘရင်ကိုအလုတ်ကျင်မဲ့သူနှစ်ယောက်ကိုအာမော်ဒယ်ကြီးကတားပြီးလိုက်တာအဲအဲ့ဒါကိုသူတို့ကမှတ်တမ်းရေးရတယ်မှတ်တမ်းရေးပြီးထားလိုက်တန်ဘရင်မချိမြောက်သေးအလုတ်တွေရှုပ်သွားရတယ်ထင်ပါတယ်ဆိုတော့အဲ့ခါမှာတဲကြောင့်ဘရင်ကအိတ်လို့မရဘူးဒါတွေအကုန်လုံးကဖျားသခင်ရဲ့အောက်မှာရှိနေတယ်နော်ဆိုတော့အာ ့မော်ရီကင်ကအော် sorry ရှင်ပြင်းအဲ့နေအိတ်လို့မရတော့ကဲကွာငါအိတ်လို့မရဘူးအဲ့မှာအမှတ်တမ်းနေယူလာခဲ့စမ်းနန်းတော်ထဲမှာရှေ့မှတ်တမ်းနေယူလာခဲ့စမ်းဆိုဖတ်ခိုင်းနေအဲ့ဒါသူဖတ်တော့သူကအဲ့ဒါနားထောင်တော့အခုနာကိစ္စမော်ရီကင်ရဲ့ကိစ္စဖြစ်တော့အကြားလိုက်ဟာအဲ့ဒါငါငါငါ့ကိုလှုပ်ကြံမဲ့သူတွေကိုအဖို့ထုတ်ပြီးတော့မငါ့ကိုကယ်လိုက်တဲ့သူသူ့ကိုငါဘာလို့ပြေးပြီးလဲဆိုတော့အာအရှင်မင်းဘာမှဂုံမပြူရသေးပါဘူးဆိုပြီးတော့ပြောရောပြောတဲ့အချိန်မှာရှင်မြတ် အေးဟုတ်ပြီသူ့ငါဂုံပြုတ်ဖို့လိုတာပဲဆိုပြီးတော့မှအခုနဟာမန်ကိုခေါ်လိုက်ပြီးတော့မှငါချီးမြှောက်ချင်တဲ့သူဆိုလို့ရှိရင်ဘယ်လိုချီးမြှောက်ရမလဲဆိုပြီးတော့ဟာမန်ကိုပြောတာဖြစ်ချင်တော့ဟာမန်အဲ့ဒါငါပဲဖြစ်မှာပဲဆိုပြီးတော့မှ तू ကတထစ်ချက်တွေးတာဟာငါငါလွယ်ပြီးရှင်မင်းကဘသူ့ကိုချီးမြှောက်မှာလဲဆိုပြီးတော့မှ तू ကတလွဲတလွဲတွေတွေးပြီးတော့မှအာအဲ့ဒါရှင်ပင်ဝုတ်ကိုဝုတ်ရှင်ပင်စီးတဲ့မြင်းကိုလှုပ်ပြီးတော့မှ အဲ့မှာပတ်ခိုင်းလိုက်မြို့ကလူတွေဒါရှင်ပြင်းချီးမြောက်တဲ့သူပါဆိုပြီးတော့မှလှုပ်ခိုင်းကောင်းတာပေါ့သူ့ကိုချီးမြောက်မထင်လို့သူကပြောတာအေးဟုတ်ပြီတဲ့အကောင်းနေတယ်မင်းပြောတဲ့အကျင့်ကောင်းတယ်မနဲ့ပြန်ကြလို့ရှိရင်မော်ဒယ်ကဲကိုမင်းအိတ်တိုင်းလှုပ်ပေးလိုက်ကွာဆိုတော့ဟာအေးမှာဟာမကမြာစိတ်ထဲမှာကတိကအောင်နဲ့ရှင်ပြင်းဝုတ်ကိုမော်ဒယ်ကဲကိုဝုတ်ပေးရှင်ပြင်းစီးမဲ့မြင်းကိုအဲ့မှာတင်ပြီးတော့မှအာရှင်ပြင်းချီးမြောက်တဲ့သူဖြစ်ပါတယ်ဆိုသူကိုယ်တိုင်အော်ပြီးတော့မှ မြို့ထဲမှာရှောက်ပြီးတော့မှပတ်ပြရတယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒါကလေခုနဖွက်ထားတဲ့သူ့ရဲ့မသိဘူးမပေါ်လာသေးဘူးဒါပေမဲ့အချိန်တန်ကြလို့ရှိရင်ဘုရားသခင်ပေါ်ပြီးလိုက်လို့ရှိရင်ပေါ်လာပြီเนาะဒါလေးကိုနားလည်ဒါကြောင့်ကျွန်တော်တို့တက်တာထဲမှာဒါအရေးကြီးပါတယ်ဆိုတော့ပြန်ချိုးရမယ်ဆိုလို့ရှိရင်သူ့များရဲ့အပြစ်နဲ့အလင်းတစောကျွန်တော်တို့ဆက်ဆံလို့မရဘူးအလင်းတစောလက်တင်ပြီးတော့မှသူ့ကိုဆူတောင်းပြီးဆူတောင်းပြီးပါအလင်း တဆောသူ့ဘုံမှာလက်တင်ပြီးဆူတောင်းပေးတာမျိုးတော့မလုပ်ပါနဲ့ကိုတိတဲ့သူကိုနဲ့ရင်းနှီးတဲ့သူအကြောင်းတိတဲ့အတွင်းကြကြနားလေတဲ့သူတွေဆိုလို့ရှိရင်ဒါကျွန်တော်ဆူတောင်းပေးလို့ရတယ်ဆိုတော့အဲပထမတစ်ချက်ကျွန်တော်အာသင်ငန်းစာယူဖို့ဖြစ်ပါဒုတိယတစ်ချက်ကတော့ကျွန်တော်တက်တာတည်းမှာဒူးစရိုက်ပြုတ်တဲ့သူတွေရှိတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဒူးစရိုက်ကိုရှောင်ရမယ်အဲဒူးစရိုက်ပြုတ်တဲ့သူတွေဘုရားသခင်မစီရင်သေးဘူးလားလို့ကျွန်တော်တို့ပြောလို့ရှိရင် အချိန်တန်တဲ့အခါမှာဘုရားခင်စီရင်ဖို့ရှိပါတယ်။အဲ့ချိန်ကြောက်လို့ရှိရင်တော့လွတ်မှာမဟုတ်ဘူး။ဘယ်တော့မှအဲ့ဒီဒုစိတ်ကလည်းအာဖွက်ထားလို့မရဘူး။အချိန်တန်ကြောက်လို့ရှိရင်တော့ပေါ်လာမှာ။ပြီးတော့ကျွန်တော်အသက်တာထဲမှာဘုရားခင်အလိုနဲ့အညီအသက်ရှင်ခြင်းကလည်းဆိုတော့ဘယ်ဘယ်တော့မှဖွက်ထားလို့မရဘူး။အချိန်တန်ကြောက်လို့ရှိရင်ဘုရားခင်ကဆွဲထုတ်ပြီးတော့မှကျွန်တော်တို့ကိုအာတက်တည်ထူတော်မှာဖြစ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုဒီနေ့အာနေငယ်ခေါ်ပြခြင်းနဲ့ အတူတူစီစဉ်ရတဲ့အရာတွေကိုလည်းဘုရားရှင်တာဝန်ကောင်းကြည့်ပြပါစေ